်မင်္ဂလာပါရှင်ခတိညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်စစ်ခွေးဘူးမင်းအောင်လိုင်းနှာနှုတ်ဖြတ်ရိုက်သူတမရထရန်အကြောင်းတင်ဆက်ပေးပါမယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဘာသာရေးခံယူချက်က အစကာယတွေ့ရခတ်တဲ့အရှိအလေပိုင်းကဂါဇာစစ်ပွဲငြိမ်းချမ်းရေးလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။တမိုင်းမှာဘသူမှမလုပ်နိုင်တဲ့အရာကြီးလုပ်နိုင်ခဲ့တာပါ။ တမရထရန်ဟာသူ့ရဲ့ပထမသက်တမ်းကလေးကကိုဗစ် -19 ရောဂါကပ်ဆိုးနဲ့ကမ္ဘာကိုဖျက်ဆီးခဲ့တဲ့မိစ္ဆာတယောက်ကိုလူသိရှင်ကြောင့်ပဲပဲနေနဲ့ဝေဖန်ခဲ့သူဖြစ်ပါတယ်။ဒုတိယအကြိမ်တမရပြန်ဖြစ်တဲ့အခါမှာလည်းမိစ္ဆာတယောက်ရှိချင်းပြင်ဖင်ကိုမိစားနဲ့တွေ့နိုင်ခဲ့ပါတယ်။မြန်မာပြည်ကစစ်ကွေးမှုမင်းအောင်လိုင်းနာနုကိုလည်းဖျက်ရိုက်ပေးပါတယ်။တယောက်ဟာမြန်မာပြည်ကိုလက်အောက်ခံအဖြစ်သိမ်းသွင်းမှုရမင်းအောင်လိုင်းကိုတမရယူခွင့်ပေးပြီးရွေးကောက်ပွဲဖြစ်မြောက်ဖို့အကောင့်အစီမံပေးပါတယ်။ တရုတ်ခိုင်းဘက်အာဆီယံအဖွဲ့ကြီးကလည်းခေါင်းငိတ်လက်ခံပေးကြပါရယ်အဲ့ဒီအချိန်မှာတမရာဒရန်ကမြန်မာပြည်ဟာဘေးရာမှာကိုကင်းမူရစ်ပီကြီးလို့ထားကြင်ကြပါရယ်မူရစ်ရာဇာကွတ်တိုမေအောင်လိုင်းကိုလူရမသွဲကြတဲ့တတိပေးခြင်းဖြစ်ပါရယ်အမေရိကန်ပါဝါကိုကြောက်တော့အာဆီယံလဲလေးတဲ့ပြောင်းလာပါရယ်ရွေးကောက်ပွဲခဏနေအောင်ဘုံသဘောတူညီချက်ကအရင်လှုပ်လို့ပြန်ပြောင်းပြောဆိုလာပါရယ် တမရာယူစစ်ခွေးမှုမရောက်လိုက်နာနုဖြည့်ရလိုက်တာဖြစ်ပါတယ်တမရာထရရဲ့မြန်မာပြည်သူတွေအပေါ်လှုပ်ဆောင်ပေးတဲ့အမြင်သာဆုံးဖြတ်ချက်ဖြစ်ပါတယ်မြောက်ကိုရီးယားကမြန်မာစစ်တပ်အတွက်လူသက်လက်နက်သွေးပေးလိုက်တဲ့သူကိုအမေရိကန်တန်ခတ်ပေးယူတာတွေလည်းရှိပါတယ်အကြက်တဝက်မရေတော့ပါဘူးတေချာတာကတော့အမေရိကန်တမရာထရအစိုးရဟာမင်းအောင်လိုင်းကိုတမရာအဖြစ်တော်မခံဘဲမူရရာစာပွဲထူအနှင်းဖို့ပဲရထားနေကြောက်ခုလိုပဲသိရှိရပါတယ်ရှင် ဆက်လက်ပြီးမြန်မာနိုင်ငံတွင်နျူကလ িয়ার တပ်ပေါင်းဖို့တည်ဆောက်ရေးစီမံကိန်းကိုစေအုပ်စုကလက်တွေ့အမြန်စတင်လို့တော့လေရုရှားကနှေးကွေးစွာတုံ့ပြန်နေပြီးမေအောင်လိုင်းအားမလို့အားမရဖြစ်နေတဲ့အကြောင်းတည်ဆက်ပေးပါမယ်။ အတမ်းပတ်မရောက်လိုက်ကနျူကလ িয়ার ဓာတ်ပေါင်းမှုတည်ဆောက်ရေးစီမံကိန်းကိုလက်တွေ့အမြန်စတင်လို့တော့လဲရုရှားကနှေးကွေးစွာတုံ့ပြန်နေပြီးဆေယုစုကအမလို့အာမရဖြစ်နေကြောင်းနေပြီးတော့စစ်ပတ်တရေအမြစ်ကခုလိုပဲပြောဆိုထားပါတယ်။အတမ်းပတ်မရောက်လိုက်ကတနိုင်ငံ MOU လက်မှတ်ရေးထိုးပြီးသဘောတူညီထားတဲ့နျူကလ িয়ার ဓာတ်ပေါင်းမှုတည်ဆောက်ရေးစီမံကိန်းကိုဖြစ်နိုင်သမျှမြင်မြန်အကောင်အထည်ဖော်ဆိုလိုက်ကြောင်းတို့ရတယ် ရုရှားဘက်မှတုံ့ပြန်မှုနှေးကွေးနေရေးစီမံကိန်းခရီးမပေါက်ပဲလက်တွေ့ဖြစ်လာရန်ကြာမြင့်နေကြောင်းမေယောင်လိုင်ကတပ်ပေါင်းဖို့အတွက်လက်တွေ့မြင်နေရနှစ်ဖက်ညှိနှိုင်းရွေးချယ်ကရုရှားဘက်မှပညာရှင်များနဲ့မြန်မာဘက်မှပညာသင်များပူးတွဲပြီးနျူကလ িয়ার တပ်ပေါင်းဖို့တိစောက်ရန်အမြန်ဆုံးစတင်ခြင်းကြောင်းသိရှိရပါတယ်ဒီဘက်ကတပ်ပေါင်းမှုစီမံကိန်းကိုနှစ်ဖက်ညှိနှိုင်းပြီးတော့မြေနေရာရွေးတာမြေတပ်မတ်တာနှစ်ဖက်ပူးပေါင်းအဖွဲ့တွေ စာပေးလောက်တာတွေစာကျင်နေပြီရုရှားဘက်က process တွေတအားနေနေတာရုရှားပြည်နာရှင်တွေကလာဖို့လေဒီဘက်က ready ဖြစ်ပေမဲ့ရုရှားဘက်ကမြန်မာတွေကိုမြန်မြန်ဆက်ဆက်မလို့သေးဘူးအခုတက်တီနိုင်ငံသဘောတူညီချက်လက်တွေ့အကောင့်တဲ့ဖော်မှုအားနေနေတယ်လို့နေပြီးတော့စစ်ဘက်တရင်မြင်ကခုလိုပဲပြောဆိုထားပါတယ်2025ခုနှစ်ဧပြီလအတွင်းမြန်မာနိုင်ငံရုရှားက မဂါဝက်130အသေးစားနျူကလ িয়ার ဓာတ်ပေါင်းဖို့ကိုတိဆောက်ရန်နဲ့အဆိုပါဓာတ်ပေါင်းဖို့ကိုမဂါဝက်330အထိလျှက်စစ်တိုးချဲ့ထုတ်လုပ်နိုင်ရင်နျူကလ িয়ার ဓာတ်ပေါင်းဖို့အစ်စ်တိုးမြင့်သွားရင်နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြောင်းနျူကလ িয়ার ဓာတ်ပေါင်းဖို့စီမံကိန်းအတွက်ရုရှားနဲ့မြန်မာနှစ်နိုင်ငံတားလဲမှုစာကြော်လာသဘောတူညီချက်ကိုရိုစတန်ညွှန်ကြားရေးမှူးချုပ် LSC လက်ချက်နဲ့မြန်မာနိုင်ငံသိပ္ပံနေနီးပညာဝင် ကြီးမျိုးသိန်းကျော်တို့ကလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါတယ်။ရုရှားကနျူကလ িয়ার တပ်ပေါင်းဖို့တည်ဆောက်ရေးနဲ့လက်ပတ်ရေးတို့ကိုရုရှားပညာရှင်များနဲ့အတူမြန်မာနိုင်ငံစစ်အရာရှိများကိုပူးတွဲတင်ကြားပေးသွားမည်ဖြစ်ပြီးဆီယိုစုကနျူကလ িয়ার တပ်ပေါင်းဖို့တည်ဆောက်မှုအစဲလိုက်စီတွက်ဆီယိုစုကရုရှားထံငွေကြေးပေးချေရမည်ဖြစ်ကြောင်းသိရှိရပါတယ်။ လက်တလောစစ်တပ်ကနျူကလ িয়ার တပ်ပေါင်းဖို့စီမံခဲ့အကြံနျူကလ িয়ার ဘာသာရပ်ဆိုင်ရာပွဲလွန်ရရှိထားသောရုရှားပြန်စစ်ဗိုလ်အရာရှိများကိုပြန်လည်စုဆောင်းကလက်တွေနျူကလ িয়ার တပ်ပေါင်းဝင်တည်ဆောက်ရေးအတွက်ပွဲလွန်ပညာရပ်များတင် जा နိုင်ရင်ပညာတော်သင်များဇက်တိုက်စီလွတ်လျက်ရှိကြောင်းသိရှိရပါသည်မေယောင်လိုင်းကနျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းသောနည်းလမ်းဖြင့် အသုံးပြုမယ်လို့ပြောဆိုထားတော်လဲနျူကလ িয়ার ပညာရေးနဲ့ပတ်သက်ပြီးစစ်ဘက်ဆိုင်ရာအရာရှိများကတော့ရုရှားတို့ပညာတော်တွေဆေးလွတ်ပြီးအရက်ဘက်မှာဝန်ထမ်းများကိုဆေးလွတ်မှုအလွန်နှေးပါလျက်ရှိကြောင်းသိရှိရပါတယ်။မြောက်လာရဲ့စတင်မာလာရုရှားခီးစင်အတွင်မြန်မာနိုင်ငံတွင်အငယ်စားလျက်စစ်တအားပေးဆက်ယုံတည်ဆောက်နိုင်ရေးအတွက်လိုအပ်တဲ့နျူကလ িয়ার ခြေကအစအုပ်လူဆွဲရာအရင်းမြစ်များနဲ့အခြားလိုအပ်တဲ့လုပ်ငန်းများကိုရုရှား ဖရက်ဒေးရှင်းနိုင်ငံနဲ့ရိုစတိုနိုကတက်နိုင်သမျှဆက်လက်ကူညီပေးရန်မေယောက်လိုင်းကရုရှားအစိုးရကိုမြစ်တာရက်ခံခဲ့ခြင်းဖြစ်ကြောင်းခုလိုပဲသိရှိရပါတယ်ရှင်။ဆေယောဆူရဲ့အတူအယောင်အလင်းအညာရွေးကောက်ပွဲကို အကူအညီပေးလင်မြန်မာပြည်သူများရဲ့ဒုက္ခကိုပုံမနှဆိုင်စေမယ်လို့ကုလသမဂ္ဂအစည်းအဝေးတွင်ဥကြုံမိုးထွန်းကနိုင်ငံတကာကိုတတိပေးလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အတန်းဖက်မြန်မာဆေးအုပ်စုရဲ့အတူအယောင်အလေအညာရွေးကောက်ပွဲကို အကူအညီပေးလျင် မြန်မာပြည်သူများရဲ့ဒုက္ခကိုပုံမနှရှိုင်းစေမည်ဖြစ်ကြောင်းကုလသမဂ္ဂအစည်းအဝေးတွင်တမ်မတ်ကြီးဦးကျော်မိုးထွန်းကနိုင်ငံတကာကိုသတိပေးပြောဆိုလိုက်ပါတယ်။အော်တိုဝါလာ73ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့တွင်ပြုလုပ်သောအကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံစီးပွားရေးနှင့်ဗန္ဒာရေးဆိုင်ရာကော်မတီဒုတိယကော်မတီအစည်းအဝေးတွင်၎င်းကအထက်ပါအတိုင်းသတိပေးပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်တဲ့ကိုယ်စားလှယ်တမ်မကြီးဦးကျော်မိုးထွန်းကအကြမ်းဖက်စစ်တပ်ကတရားမဝင်ဆ ਿਆ နာတဲ့ရင်ကျိုးပန်းမှုနောက်ပိုင်းတွင်မြန်မာနိုင်ငံကရခိုင်ရရှိထားခဲ့သောဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအောင်မြင်မှုများမှာတိတိတသာနောက်ပြန်ဆုတ်သွားခဲ့ကြောင်း အကြံပတ်စေုပ်စုကတရားဥပဒေစိုးမိုးရေးကိုဖျက်ဆီးနေပြီးရာဇဝတ်သားများ၎င်းတို့နှင့်ပူးပေါင်းနေတဲ့နေကြားဆောင်တပ်ဖွဲ့များအတွက်လုံခြုံသောပုံကိုယ်ရာများဖန်တီးပေးနေရာကြောင်းနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများမှာဆက်လက်ကျေပြန့်လာနေကြောင်းကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ကအကြံပတ်စေုပ်စုကစီစဉ်နေတဲ့အတူအယောင်အလင်းအညာရွေးကောက်ပွဲကိုအကူအညီပေးနေမှုမှာပြည်သူလူထုရဲ့ဒုက္ခကိုပုံမနှိုင်းစေပြီးအကြံဖတ်မှုနဲ့ မတည်ငြိမ်မှုများကိုသာဖြစ်ပေါ်စေကကျိုးပန်းရရှိထားသောဖွံ့ဖြိုးတိုးတက်မှုများကိုအလုံးစုံနောက်ပြန်ဆုပ်ယုပ်သွားစေမည်ဖြစ်ကြောင်းသတိပေးလိုက်ပါတယ်။ဒါကြောင့်နိုင်ငံတကာအတိုင်းအဝန်အနေနဲ့အကြံဖက်ဆေးအုပ်စုကစီစဉ်နေတဲ့အထူးအောင်အလိန်ညာရွေးကောက်ပွဲကိုပြတ်သားစွာပယ်ချရန်တမန်ကြီးကအလေးနက်တိုက်တွန်းလိုက်ပါတယ်။မြန်မာနိုင်ငံတွင်အကြံဖက်ဆေးအုပ်စုကအရက်သားပြည်သူများကိုနေရက်စွန်ခွာစေပြီးအခြေခံဝန်ဆောင်မှု လုပ်ငန်းများကို ပိတ်ပင်တားဆီးနေရကြောင်းစီရင်တွင်ပုံမနဲ့လာကြောင်း ပြိပကဖြစ်ပွားရာဒေတာများတွင်အကြံဖက်ဆေးအုပ်စုကကြေးရွာများမွေးမြူရေးလုပ်ငန်းများစိုက်ပျိုးရေးလုပ်ငန်းနှင့်လေယာဉ်မြေများကိုဇက်တိုက်မီးရှို့ဖျက်ဆီးနေရာကြောင့်ငတ်မုတ်ခေါင်းပါမှုနှင့်စားနပ်ရိက္ခာမလုံခြုံမှုမှဆက်လက်မြင့်တက်နေကြောင်းစာတင်ကြောင်းများအပေါ်လေကြောင်းတက်ခတ်မှုများကြောင့်ကလေးသူငယ်များဟာဘုံကိုကျင်းများဒါမှမဟုတ်ယာယီခိုလုံရာစကဲများတွင်ပုံအောင်ပညာသင်ကြားနေရပြီးပညာသင်ကြားမှုနှုန်းမှာဆက်လက်ကျဆင်းနေကြောင်း အခြေခံအခွင့်အရေးများနဲ့အညီလှုပ်ဆောင်နေတဲ့အမျိုးသမီးများအပေါ်ရုပ်ပိုင်းဆိုင်ရာနဲ့ digital နယ်ပယ်နှစ်ခုလုံးနဲ့ပြိပခအတွင်းလိမ်ပိုင်းဆိုင်ရာအကြံဖတ်မှုနဲ့ကြားမအခြေခံအခြေပြုအကြံဖတ်မှုများကိုအကြံဖတ်စေရုပ်စုကဆက်လက်ကျူးလွန်နေတာကြောင့်ကြားမမညီမျှမှုမှာပုံမကြီးထွားလာနေကြောင်းတမ်မန်ကြီးကခုလိုပဲထောက်ပြထားပါဗျ။ဒါအပြင်အကြံဖတ်စေရုပ်စုရဲ့မတရားဝင်အတ္တမစစ်သားစုဆောင်မှုကြောင့်လူငယ်များဟာပုံ ရှောင်ထွက်ပြေးနေရပြီးပြည်တွင်းလုံသားအင်အားနှင့်စီးပွားရေးအခွင့်အလမ်းများမှာဆက်လက်လျော့ပါလာကြောင်း မြန်မာနိုင်ငံနဲ့ဒေတာတွင်ဖွံ့ဖြိုးတိုးတက်မှုကွာဟာချက်ကြီးမလာမှုဟာဒေတာတစ်ခုလုံးရဲ့ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကိုဆွဲချသွားမည်ဖြစ်ကြောင်းအကြံဖက်စေုပ်စုရဲ့အတူရောင်ရေးကောက်ပွဲမှာဖြစ်ပေါ်လာတဲ့အကြံဖက်မှုနဲ့မတည်ငြိမ်မှုများဟာဒေတာတစ်ခုလုံးရဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုချိန်ချောက်မည်ဖြစ်ကြောင်းတတ်မှတ်ကြီးကပြောဆိုထားပါတယ်။ဒါကြောင့်နိုင်ငံတကာအတိုင်းအဝန်အနေနဲ့အကြံဖက်စေုပ်စုကစီစဉ်နေတဲ့အတူရောင်အလှညာရေးကောက်ပွဲကိုပြတ်သားစွာပယ်ချရဲဆရာနာရှင်စနစ်အဆုံးသက်ရေးနဲ့ငြိမ်းချမ်းရေးတည်ငြိမ်ရေး စစ်စစ်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် Federal Democracy ပြောင်စုတည်ဆောက်ရန်ဆုံးဖြတ်ထားတဲ့မြန်မာပြည်သူလူထုရဲ့ကြိုးပမ်းအထောက်အမှုများကို ထောက်ခံအားပေးသွားကြရန်တမန်ကြီးကတိုက်တွန်းထားလိုက်ကြောင်းအခုလိုပဲသိရှိရပါရရှင်။